ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအသက်18နှစ်မပြည့်ခင်မြို့သမီးတွေအိမ်အောင်ပြူတာနဲ့ဆယ်ကျော်သက်မိန်းကလေးတွေကလေးမွေးတာအများဆုံးဖြစ်တယ်လို့စစ်ကောင်စီကောက်ယူခဲ့တဲ့တကောင်စင်းအစီရင်ခံစာမှာဖော်ပြပါတယ်။အော်တိုဘလာ28ရက်မှာထုတ်ပြန်တဲ့2024ခုနှစ်သကောင်စင်းအတွက်ပြောင်စုအစီရင်ခံစာမှာအဲ့လိုဖော်ပြထားတာဖြစ်ပြီးစုစုပေါင်းလူဦးရေမှာအမျိုးသား48ရာခိုင်နှုန်းအမျိုးသမီး53ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ် နိုင်ငံအတိုင်းအတာအရာအသက်18နှစ်မပြည့်ခင်အိမ်နောင်ပြုသူအမျိုးသမီး8.8ခန်းလုံးရှိပြီးရခိုင်ပြည်နယ်မှာ19.9ခန်းလုံးနဲ့ရှမ်းပြည်နယ်မှာတော့73.5ခန်းလုံးရှိတယ်လို့ဖော်ပြထားပါတယ်။စုစုပေါင်းကလေးမွေးနှုံးဟာလည်းရခိုင်ပြည်နယ်မှာ2.8ရောင်းနဲ့အမြင့်ဆုံး AR တိုင်းနဲ့ကချင်ပြည်နယ်တို့မှာ2.2ရောင်းနဲ့ဒုတိယအမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။ပကိုးမကွေးမန္တလေးတို့မှာတော့ကလေးမွေးနှုံနည်းနေပြီးရန်ကုန်တိုင်းကတော့အနည်းဆုံးလို့သိရပါဗျ မိန်းကလေးတွေဆယ်ကျော်တက်အရွယ်မှာကလေးမွေးနှုံကအသက်15နဲ့16ကြာအုပ်စုမိန်းကလေးတစ်ထောင်မှာ73ယောက်ရှိပြီးရခိုင်နဲ့ရှမ်းပြည်နယ်မှာအများဆုံးလို့ဆိုပါရရှင်